အလုံးဝင်မင်္ဂလာပါအလုံး BSCAN Japanese Language School Online Class ကနေပြီးတော့အားလုံးနေထွေးစာနဲ့ကျေစွလိုက်ပါတယ်။နာဒီနေ့ဗီဒီယိုထဲမှာအားလုံးဘာကိုပြပြခြင်းလဲဆိုရင်နားတို့ဂျပန်စာရဲ့ introduction လေးကိုပြပြခြင်းပါတယ်။ဂျပန်စာကဘယ်လိုပုံစံနေနဲ့ဖွဲ့စည်းထားတယ်ဆိုတာကိုဒီဗီဒီယိုထဲမှာအားလုံးကိုအသေးစိတ်ပြပြသွားပါမယ်။ဆိုတော့ဂျပန်စာကခုမှစတင်ထိတွေ့မဲ့သူတွေဂျပန်စာကခက်လားလို့မေးပြီးဆိုရင်อืมအနေငယ်ကတော့ခက်ပါတယ်။ဘာကြောင့်လဲဆိုတော့သူကတရုပ်စာရဲ့ခန်းကြီးတွေပဲပါအနေငယ်ပေါင်းဆက်ထားတာကြောင့်အနေငယ်တော့ခက်တယ်ပေါ့နော်။ဒါပေမဲ့ နေသားကြလာနဲ့မြကိုက level နည်းနည်းမြင်လာလေခန်းကြီးတွေနားလဲလာတာနဲ့အမြဂျပန်စာလောက်ရတာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းလာပြီးတော့အားလုံးရဲ့တနေ့အနာဂတ်မှာအလုပ်အကိုင်တွေအတွက်လည်းတကယ်ကိုအခွင့်အရေးရလာနိုင်တဲ့ language တစ်ခုလို့နေသားကမြင်ပါတယ် နောက်တစ်ခုကတော့အခုလက်ရှိမှာတရုတ်စာလေ့လာနေတဲ့သူတွေပေါ့နော်တရုတ်စာအနည်းငယ်တက်မြောက်ထားတဲ့လူတွေလည်းဂျပန်စာကိုလေ့လာတဲ့အခါမှာတော့ခန်းကြီးတွေအနည်းငယ်တူညီတာကြောင့်လေ့လာရတယ်ပို့ပြီးတော့လွယ်ကူအဆင်ပြေမယ်လို့ထင်တယ်။ဒါပေမဲ့ဒီနေရာမှာတရုတ်စာကိုလေ့မလာထားဘူးဥပမာဂျပန်စာနဲ့စတင်ထိတွေ့မှာဘယ်လိုလုပ်ရမလဲဆိုပြီးတော့စိတ်ပူမနေပါနဲ့ဆိုတော့နာနာလည်းတရုတ်စာလုံးဝမတက်ပါဘူးဂျပန်စာကိုဒီတိုင်းစတင်လေ့လာခဲ့တာပါ။ဒါပေမဲ့လေ့လာရင်လေ့လာရင်နဲ့တဖြည်းဖြည်းအားလုံးကျွမ်းကျင်အဆင်ပြေလာပါလိမ့်မယ်။ကဲအဲ့လိုဆိုတော့နာနာတို့ဂျပန်စာ introduction လေးကိုစလိုက်ကြရအောင်။ ဂျပန်ဆောင်မှာဘယ်နှမျိုးဖွဲ့စည်းထားလဲဆိုရင်တည်တည်ချာချာပြောရမယ်ဆိုရင်နော်၄မျိုးဖွဲ့စည်းထားပါတယ်၄မျိုးဆိုတာဘာတွေလဲဆိုရင်ပထမအဆုံးကြည့်ကြည့်အောင်ရိုမကြီးပါ ရိုမကြီးရိုမကြီးကတော့နားတို့ဒီအင်္ဂလိပ်အခေယာတွေနဲ့ရေးထားတဲ့စာသားတွေပါသူ့ဘယ်နေရာတွေမှာသုံးလဲဆိုရင်ဥပမာဘုဒ္ဓတွေဘာတွေမှာ ူတာလန်ညွန်တို့ဘာလို့မှရိုမာဂျီကိုသုံးပါတယ်နနာဂျပန်စာကိုစတင်လေ့လာခဲ့တော့ဆိုလဲဒီ an fight level ပေါ့နော်နောက် business level ပြီးသွားရင်သူတက်တဆင့်မြင့်တဲ့ an fight level မှာအဲ့ level မှာတော့ဆက်စားခြင်းပထမဆုံး10ခန်းလောက်ကိုရိုမာဂျီနဲ့သင်ရပါတယ်စတင်ဂျပန်အခရာတွေနဲ့မရင်းနှီးသေးခင်ပါပေါ့နော်အဲ့ရိုမာဂျီလေးနဲ့စရတယ်သူကတော့လုံးဝ alphabet တွေက english alphabet ကိုပဲအသုံးပြုပါတယ်ရိုမာဂျီပါရိုမာဂျီနောက်တစ်ခုကကျတော့ဘာလဲဆိုရင် hiragana ပါနောက်တစ်ခုက ဟီရာဂါနာဟီရာဂါနာကဂျပန်ရဲ့မိခင်ဘာသာအခေယာလို့ပြောလဲရပါတယ်ဘာလို့ဆိုတော့ဂျပန်ဘာသာစကားတွေကိုရေးသားတဲ့အခါမှာဟီရာဂါနာတွေလည်းအများဆုံးအသုံးပြုပါတယ်ဟီရာဂါနာပါနောက်တစ်ခုကတော့ကာတာကနာဖြစ်ပါတယ်ကာတာကနာကာတာကနာကိုဘယ်နေရာမှာအသုံးပြုလဲဆိုရင်မွေးစားစကားလုံးတွေဥမာနိုင်ငံခြားနေပြီးတော့နောက်နိုင်ငံခြားမွေးစားစကားလုံးတွေကိုဥမာမြန်မာပြည်မှာဆိုရင်နောက်မြန်မာဘာသာစကားမှာဆိုရင်တော့ อืมบัสကားတို့ပြီးရင်တက္ကစီတို့ကုမ္ပဏီတို့အဲ့ဒီအင်္ဂလိပ်စာလုံးကနေပြီးတော့အဲ့ဒီ at time ပဲအတန်ထွက်တဲ့ယူထားတာပေါ့နော်အဲ့ဒီကောလုံးနာတော့မွေးစားစကလုံးလို့ခေါ်ပါတယ်အဲ့လိုမျိုးမွေးစားစကလုံးတွေကိုဂျပန်အခေယာနဲ့ပေါ်ပြတဲ့အခါမှာသူတို့ဟီရာကနာလည်းမတုံဘူးရိုမာကြီးလည်းမတုံဘူးခန်းကြီးလည်းမတုံပဲနဲ့ဘာနဲ့ပေါ်ပြလဲဆိုရင်ခါတာခနာနဲ့ပေါ်ပြပါတယ်ခါတာခနာနောက်တစ်ခုနောက်နိုင်ငံသားနာမည်ဥမာနနာဆိုရင်ဒါမြန်မာလူမျိုး ဂျပန်မှာနေထိုင်နေတယ်။ဂျပန်ကိုလာတဲ့အခါမှာနန္ဒာတို့နာမည်တွေကိုအင်္ဂလိပ်လိုပေါင်းလို့မရဘူး။အင်္ဂလိပ်လိုပေါင်းတဲ့အခါကျရင်သူတို့တေချာမှာဖတ်တက်တိုင်ပိုင်းရှင်းတက်တယ်ပေါ့နော်။အဲ့လိုဆိုနန္ဒာတို့ကနန္ဒာတို့နာမည်ကိုဘယ်လိုရေးရလဲဆိုတော့နိုင်ငံသားသားနာမည်တွေအကုန်လုံးကိုသူတို့ကခတာခနာနဲ့ပဲရေးပါတယ်ခတာခနာဥမာနန္ဒာနာမည်ဆိုရင်နန္ဒာအေးကိုသူတို့ကဒီလိုပုံစံမျိုးရေးတယ်နန်ဒာအေးဆိုပြီးတော့ရေးပါတယ်အဲ့ကြောင့်မလို့ခတာခနာကိုနန္ဒာတို့ကအလွယ်တကူမှတ်မယ်ဆိုရင် နိုင်ငံသားကနေပြီးတော့မွေးစားထားတဲ့မွေးစားစကလုံးတွေရယ်ပြောလို့ရှိရင်နိုင်ငံသားလူမျိုးနာမည်တွေကိုဖော်ပြတဲ့အခါမှာခတာခနာနဲ့ရေးပြီးတော့ဖော်ပြလေးရှိပါတယ်။နောက်ဆုံးနောက်ဆုံးကတော့ဗါလဲစေအားလုံးအယံချစ်တဲ့အားလုံးအနေငယ်ကြောက်တတ်တဲ့ပေါ့နော်။ခန်းကြီးဖြစ်ပါတယ်ခန်းကြီးပါဂျပန်စာမှာခန်းကြီးကမဖြစ်မနေလိုအပ်ပါတယ်။ဘာကြောင့်ခန်းကြီးကိုမဖြစ်မနေလိုအပ်လဲဆိုရင် ဂျပန်စာမှာအတန်အတွက်တူတဲ့စာလုံးတွေရှိရပါတော့။အတန်အတွက်တရားအတူတူပဲ။ဒါပေမဲ့ခန်းကြီးနဲ့လိုက်ပြီးတော့စာခန်းကြီးစာလုံးတွေ꿰သွားပါတယ်။ခန်းကြီး꿰တဲ့နောက်မှာနားတော့ဘာလဲ꿰သွားလဲဆိုရင်အဓိပ္ပာယ်ပါလိုက်ပြီး꿰သွားပါတယ်။အဲ့ဒါကြောင့်ဆက်စပ်ခြင်းမှာနားထောင်ရင်တော့အတန်အတွက်ကတော့အတူတူပဲ။ဒါပေမဲ့သူ့ရဲ့ဒီအတန်ထွက်ပုံထွက်နည်းရယ်ပြောလို့ရှိရင်ခန်းကြီးကိုကြည့်ပြီးတော့အဓိပ္ပာယ်တွေများစွာ꿰ပါတယ်။အဲ့ဒါကြောင့်ဂျပန်စာမှာခန်းကြီးမဖြစ်မနေလိုအပ်ပါတယ်။နားဂျပန်စာကျောင်း စတတ်တော့ပါဗောနော်ဂျပန်စာစတင်တင်ယူတော့မှတ်မိသေးရဲ့အဲ့တော့နာတို့စစချင်းဆရာတင်ပေးတော့ရိုမာကြီးနဲ့တင်ပေးတယ်ရိုမာကြီးနဲ့တင်ပေးပြီးတော့နောက်ကျတော့တဖြည်းဖြည်းနဲ့ဆရာဟီရာဂနာခတာခနာကြီးနော်တို့ဆွဲခေါ်ပါတယ်ဆွဲခေါ်ရတဲ့နောက်ပိုင်းမှာနာတို့ခန်းကြီးကိုစတင်ထည့်သွင်းပေးရဲ့တင်တဲ့ခါမှာဆရာကခန်းကြီးမပိုင်အစင်မပြေဘူးလားခန်းကြီးမပါပဲနဲ့ဒီတိုင်းခတာခနာဟီရာဂနာနဲ့ဖတ်တာပို့ပြီးတော့ဖတ်ရလွယ်ကူတယ်ဂျပန်စာပို့မလွယ်လားလို့ပြောတဲ့ခါမှာဆရာကနောက်တခုံးပဲပြန်ပြောခဲ့တယ်နောက်၃နှစ် ဂျပန်ဆောင်စတိုက်လေးလာပြီးတော့နောက်၃နှစ်အကြာမှာတဲ့ခန်ဂျီဟီရာဂါနာကြီးပဲဖတ်ကြည့်ရတာလွယ်လားဒါမှမဟုတ်အော်ခန်ဂျီဟီရာဂါနာလည်းပြောရမယ်ဟီရာဂါနာခတာခနာကြီးပဲရေးထားတာကိုဖတ်ကြည့်ရတာပိုလွယ်ကူလားဒါမှမဟုတ်ခန်ဂျီနဲ့တွဲပြီးတော့ခန်ဂျီရဲ့ဟီရာဂါနာရဲ့ခတာခနာရဲ့၃မျိုးပေါင်းဆက်ပြီးရေးထားတာကိုဖတ်ရတာပိုလွယ်ကူလားဆိုတာကိုကိုယ့်အကူပြန်မေးကြည့်ပါတဲ့အဲ့ဒီခါကျရင်ဘာကြောင့်ခန်ဂျီကိုတင်ယူရလဲခန်ဂျီကဘာကြောင့်အရေးကြီးလဲဆိုတာသိလာပါလိမ့်မယ် အားလုံးကိုလည်းအခုနနအဲ့လိုပဲပြောရပါစေ။ဘာလို့ဆိုတော့အလုံး basic level ပြီးသွားလို့ဒီ m5 level ကိုတက်ရောက်တဲ့ခါကျရင်ခန်းကြီးခတ်လိုက်တာဆိုပြီးတော့အလုံးစတင်တွေးလိုက်မယ်။အဲ့ခါကျရင်နနအခုပြောတဲ့စကားလေးကိုမမေ့ပါနဲ့နော်။ဆိုတော့အတိုပြန်ချုံရမယ်ဆိုရင်နောက်ဂျပန်စာက၄မျိုးနဲ့ဖွဲ့စည်းထားပါတယ်။ရူမကြီးကတော့အရင်မသုံးပါဘူး။ဒါပေမဲ့ဒီလိုမျိုးလမ်းညွန်တွေမှာနိုင်ငံခြားသားတွေလည်းနားလည်ရလွယ်အောင်အတန်ထွက်ရလွယ်ကူအောင်ရူမကြီးကိုသူတို့ကဘူတာလမ်းညွန်တွေပါတယ်မှာအသုံးများပါတယ်။အဲဒါကြောင့်မလို့ရူမကြီး ပြောလို့ရှိရင်ဟီရာဂါနာဟီရာဂါနာကဂျပန်ဘာသာရဲ့မိခင်ဘာသာစကားနောက်တစ်ခုကခတာခနာခတာခနာကြောင့်တော့ဘယ်မှာသုံးလဲဆိုရင်မွေးစားစကားလုံးတွေရဲ့ကိုယ့်ရဲ့နာမည်တွေနိုင်ငံသားသားနာမည်တွေကိုရေးသားဖော်ပြတဲ့အခါတွေမှာအသုံးပြုတယ်နောက်ဆုံးကတော့ခန်းကြီးပဲဖြစ်ပါတယ်အားလုံးဒီလောက်လေးကိုသိရှိမယ်ဆိုရင်တော့ဂျပန်စာကဘာတွေနဲ့ဖွဲ့စည်းထားရဲဆိုတာအနည်းငယ်သဘောပေါက်ရမယ်လို့ထင်ပါတယ် အားလုံးနာနာနောက်ဆုံးအနေနဲ့ပြပြကျင်တာတခုရှိပါသေးတယ်အဲ့ဒါကအရန်အရေးကြီးပါတယ်ခုနနနာရူမာကြီးဆိုတဲ့အသုံးဝင်ပုံနေရာကိုပြပြသွားတယ်ဗောနော်ရူမာကြီးကိုနာတော့ဘယ်နေရာမှာအသုံးပြုလဲဆိုရင်မာယထာဒီလမ်းညွန်နေမိယထာလိုင်းနေမှာအသုံးပြုတယ်ဆိုပြီးတော့ ဒီပြောပြသွားရဲဆိုပေမဲ့နောက်တစ်ခုအရေးကြီးတဲ့အတုံးဝင်တဲ့နေရာတစ်ခုရှိပါသေးတယ်ရိုမာကြီးကိုအဲ့ဒါကဘယ်နေရာမှာလဲဆိုရင်ငါတို့ဖုန်းနဲ့စာစီစာရိုက်လုပ်တဲ့ခါတွေမတရားရင်တရား message ပို့မယ် email ပို့မယ်အဲ့လိုနေရာတွေပြောလို့ရှိရင်ကွန်ပျူတာကိုအသုံးပြုပြီးရော keyboard တွေပါနေတဲ့အသုံးပြုပြီးရောစာစီစာရိုက်လုပ်တဲ့ခါတွေမှာလေရိုမာကြီးကအသုံးဝင်ပါတယ်။ဘာကြောင့်လဲဆိုရင်ငါတို့ကဂျပန် alphabet တိုင်ကြိုက်တာမဟုတ်ဘဲနဲ့သူ့ရဲ့အပန်အတွက်အတိုင်းငါတို့ကရိုက်တာဖြစ်တဲ့အတွက်ကြောင့် ဒီရူမကြီးကိုမတက်မြောက်ထားဆိုရင်နောက်ဆစစ်စားရိုက်လုပ်တဲ့အခါမှာအနည်းငယ်အခက်ခဲရှိတယ်ဗောနော်ဥပမာရှီကိုရိုက်ချင်နေစေနာတော့ SHI ရှီဆိုပြီးတော့စာလုံးပေါင်းပြီးရိုက်ရတာမျိုးလို့ချီကိုရိုက်ချင်နေဆိုရင် CHI ချီဆိုပြီးတော့ရိုက်ရတာမျိုးပါအဲကြောင့်မလို့ရူမကြီးကနောက်တနေ့အတုံးဝင်ပါသေးတယ်ဘယ်နေရာမှာလဲစာစစ်စားရိုက် လုပ်တဲ့အခါမှာပါအဲ့ဒါလေးပြပြချင်တာပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက် BS Camp နဲ့တူတူအဆုံးထိကြိုးစားသွားကြရအောင်အားလုံးပဲ fighting ပါ